ကျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါအခုမင်းတို့နောင်ချို ပြန်ကျင်နေပြန်ကျင်နေလို့ပြောနေတဲ့အချို့တော့တော့တက်မလို့အပြင်ဝင်ရတဲ့လူတွေကြားနေပြည်သူတွေလွဲလာစစ်ပွဲတပွဲဖြစ်သွားရင်ခမရတို့အဲ့နောင်ချိုပြန်ရဖို့တော့ခမရတို့ပြည်သူလူတို့ကဝိုင်းကူတိုက်ပေးလာရဲဘော်လေးတွေဆက်လက်တို့ကျွန်တော်တို့လူနေတဲ့ကြက်မွားကျော်တို့အာလူတို့အသားစိမ်းငါးစိမ်းတို့ကော်ဖီတို့ရှူးချဲတို့ခမရတို့လူလား ပြောပြတာနော်ပြောပြတာဒါကိုခင်ဗျားတို့သိအောင်သဘောပေါက်အောင်ပြောပြတယ်ခင်ဗျားတို့မှမရှိလို့လည်းမလူနိုင်ဘူးမလားခင်ဗျားတို့နေတဲ့နေရာကိုပြောင်းခြင်းတယ်မလားအဲ့လိုပဲခင်ဗျားတို့အဲ့နောင်ချိုးတို့တောင်းခန်းတို့တိုက်နေတဲ့စစ်သားလေးတွေမှာလည်းမိသားစုတွေရှိတယ်သူတို့အိမ်တွေရှိတယ်ကျောက်ကပြောရင်ငိုနေတာ သူတို့မှာလူမျိုးလေးတွေဆိုရင်သူတို့အဖေမေတွေသူတို့ရဲ့ညီကိုမောင်နှမတွေရှိတယ်။အိမ်တော်တွေဆိုရင်သူတို့ရဲ့သားမယားတွေကိုပြစ်ပြီးတော့မှခမားတို့နောင်ချိုမှာပြန်ပြီးအေးချမ်းစွာနေထိုင်ရဖို့အတွက်ကိုဒီတက်မတော်သားတွေဘလောက်ပေးဆက်ရတယ်ထင်တယ်။အဲ့ဒါကြောင့်ခမားတို့မကူညီနိုင်ဘူးမလားမနှောက်ရှက်နဲ့။နော်။လုံနေတဲ့အောက်ကစစ်သားတွေက ခဏပြူအောင်မူကြီးကတရားသူရာအင်းမင်းအောင်သူ့မိသားစုမရှိဘဲနေမလားသူ့မှာလည်းတာတာမီမီလေးတွေသူ့ကလေးတွေရှိမှာပေါ့အဲသူနဲ့အတူတောင်းဝင်တိုက်ပွဲဝင်နေတဲ့ဒီနောင်ချိုတို့ဒီတောင်းခန်းတို့တိုက်ပွဲဝင်နေတဲ့မဆာက900နဲ့ကနော်ဘုံမီးနိုင်ဝင်းတို့ဘုံမီးဝင်းနိုင်လားနော်အဲ့ဒီသူတို့ရဲ့လက်အောက်မှာဒီတိုက်ပွဲဝင်နေတဲ့စစ်တီဒီအားလုံးမှာမိသားစုတွေရှိပါတယ်ဗျာခင်ဗျားတို့နားလေပြေးသမ်းပါနော် သူတို့တိုက်ချင်လို့တိုက်နေရတာမဟုတ်ဘူးဗျယနေ့ဖြစ်နေတဲ့စစ်ပွဲတွေအလုံးကတက်မတော်ကပေါ်ဆောင်ခဲ့တာမဟုတ်ဘူးတက်မတော်ကနိုင်ငံရေးအရာပဲနော်အာဏာထိန်းခဲ့တာအဲ့ဒါကိုနိုင်ငံရေးနီးနဲ့ဖြည့်ချင်းရမှာနော်အဲ့တော့အကုန်ထားကြွတော်လန်တော့အခုတိုင်းပြည်ကပြက်တာပေါ့ပြက်တော့ဘယ်သူတွေဒုက္ခရောက်လဲအေးစံတော်နေတိုင်းရင်းနဲ့ပြည်သူလူထုတွေဒုက္ခရောက်တယ်အနီးရပါတဲ့ ပြည်သူလူထုရဲ့ဒုက္ခရောက်တယ်။အစိမ်းအားပြီးတဲ့တမတော်အားပြီးတော့ကနေပြည်သူလူထုရဲ့ဒုက္ခရောက်တယ်။နော်။တမတော်သားရဲ့ဒုက္ခရောက်တယ်။အကုန်ဒုက္ခရောက်တယ်။အကုန်သေးကြပြေကြတက်စီကြ။နော်။ဒီချင်းနေဒီဒီကံမျိုးမှာမှမတည်သေးဘူးဆိုရင်တမတော်သားရဲ့ဘဝကိုခမားတို့ကျွန်တော်တခုပြောမယ်နော်။တမတော်သားရဲ့ဘဝကိုခမားတို့နားမလည်နေနေ ခမားတို့မစော်ကားနေတော့တိုင်းပြည်အဲ့လိုစော်ကားလို့လည်းပြက်လို့ပြက်စီပြက်လို့ပြက်စီဖြစ်လာအောင်ပြန်ပြီးဒီတိုင်းပြည်ကိုတက်မှတ်ပြီးကောင်းအောင်ထိန်းချောင်းလာတာလေတက်မတော်ပဲနော်နော်တက်မတော်ကခမားတို့အမဟိုဘုကျုပ်ကြီးနေဝင်းပေါ့ကျွန်တော်မိတာကျွန်တော်အဲ့တော့၄တန်းနဲ့အရေးခင်းတော့ဘုကျုပ်ကြီးနေဝင်းတို့အခုဦးစောမောင်တို့ဦးသန်းကျေတို့ဦးသိန်းစိန်တို့နော်အခုဒေါ်စု၅နှစ်ပြည့်လဲအိုးချိုးလိုက်ကောစောက်ငါလိုးမဒီနိုင်ငံအကုန်လုံးပြက်စီးကုန်တာနော် တကယ်ကနေဘလို့အစားကောက်ပြီးဘလို့ကိုပြန်ဆက်ရမလဲမသိဘူးဒီမြေပုံကိုနော်တံတော်သားတွေလည်းသေးနော်တပုံတွေလည်းသေးပြည်သူတွေလည်းအိုးအိမ်တွေပြက်စီးအသက်အိုးတွေပြက်စီးသေးရဟန်းတန်ခါတွေသေးဆရာဆရာမတွေသေးထွေဥတွေသေးအုပ်ကြီးတွေသေးနော်ဒီချင်းတော့နားလေသိမိလို့ထင်တာပဲဗျာနော်သူကသူလာချိုးဘလို့လှုပ်လှုပ်တာအစိုးရလို့နော်ပြောပြီးသားပေးပေးလိုက်ဘာမှမဖြစ်ဘူး ပေးလို့အေးချမ်းတယ်ဆိုရင်ပေးတယ်နော်ထက်တော့မစော်ကားနဲ့နော်ကိုနေရတဲ့ကိုဘကိုနိုင်အောင်အုပ်ချုပ်ကြနော်ပြီးရင်လည်းငါနဲ့မတူငါရတူဆိုတော့အာဇော်ဘုံရအရေးကင်းတော့ကတော့တက်မတော်အားပြီးဝင်းရထောက်ခံလို့ဇော်ဘုံကိုတတ်မယ်ဆိုအချိန်မေးလာတတ်ကျွန်တော်တတ်လို့တိုင်းပြည်အေးချမ်းအခုကိုအသေးခံလိုက်ပါနော်လူတယောက်လူဘာလို့လိုက်တက်နေမှာတော့မဟုတ်ကဟုတ်ကားဒီဘာလို့ဒီစစ်ပွဲတွေကိုဖော်ဆောင်နေမှာတော့ ပလောင်ကလည်းပလောင်နေရနေပေါ့မိမမင်းမင်းနေတဲ့နေရာမင်းတိုးတက်အောင်လုပ်ပေါ့နော်ကချင်နဲ့ကချင်မင်းနေတဲ့နေရာတိုးတက်အောင်လုပ်လေဟုတ်လားချင်းနဲ့ချင်းအခုမတိုးတက်ဘူးလေဘာဖြစ်လဲဘယ်တိုးတက်မလဲတိုးတက်မယ်လုပ်လိုက်တိုင်းစစ်ပွဲပေါ်ဆောင်လေခုချင်းပြီးရကန်ပြီးအခုလွိုက်ကောခရားပြီးနေမျိုးတော့လွိုက်ကောအကုန်ပြက်စီးပြလိုက်တယ်ဒီလောက်ဒီလှုပ်လာတာဗျာ အစိုးရနဲ့ပူးပေါင်းမယ်လို့ဘာလို့မကြံဘူးဟုတ်ကဲ့ရွာငန်ဒေသတလောက်ထိဓနုကိုပိုင်အုပ်ချုပ်ခွင့်ဒေသတွေလမ်းဘေးမှာအမိုက်ပုံးနေတဲ့စီကန်းရှိတာအရင်တော့ဆိုအဲရွာငန်လမ်းပဲသွားတာအရင်တော့ရွာငန်ရွာငန်မှာကျွန်တော်ရဲ့တပည့်ကကျွန်တော်ကတစ်ကမောင်းလာနော်ဆုံးသွားပြီတလောက်ပန့်ရှင်းလာလူနေမှုအစင်နဲ့စီကန်းရှိတာဘာမှမဆိုင်တဲ့ဒီဒေါ်စုတွေးတော်နှောလိုက်တာနဲ့ အာဖြစ်ပြီးအဲ့မှာပြဿနာနော်အခုပီယန်တို့ရှိတဲ့ဒီပအိုးနော်တောင်ကြီးဟိုပုံတို့ပါတို့ဟိုဘက်တွေနော်ဘာတိုက်ပွဲပေါ်တောင်လဲအခုကျွန်တော်သွားတဲ့မိုင်းနောင်တို့ခြေသီးတို့မိုင်းနမ်တို့ဟိုဘက်မှာအဲ့ဒီမှာအကုန်လုံးအေးစေးစေးအေးချမ်းချမ်းပဲဒီလမ်းနေပြည်သူလူလူအေးချမ်းတော့သွားနေရတယ်ဘယ်သူမှတိုက်ပွဲမပေါ်ဆောင်ဘူးဘယ်တော့ကောင်းလဲတော်တိုက်တယ်အဲ့မှာပအိုးတော်တိုက်သေးတယ်ကာလာနာပါတိုက်သွားမယ်တိုက်လို့ရလား အေးရကိုင်းအချောင်းမထုံးမြင်နိုင်အဲ့ဒီကောင်အရင်ရအောင်တတ်အဲ့ဒီမအေးလို့မွေပွေးတယ်ဆိုတယ်အဲ့မအေးလို့မွေနေတဲ့တိုင်းပြီလုံးအဲ့ဒီတန်တန်နေနဲ့အဲ့ဒီမအေးလို့နဲ့ထုံးမြင်နိုင်အချောင်းမနဲ့နော်ဘယ်ရပေးတာနဲ့ဘူချုံမှန်းမသိဘူးအလိုမှဖာတယ်မအယုံနဲ့ပင်ကလီလိုလိုဘာလိုလိုညာလိုလိုဟာလိုမှအာရခနိုင်ငံထူတော်မယ်လီးပဲရမစိတ်ကူးမရင်နဲ့ဟဲ့အောင်နော်ဟိုမင်္ဂလာတော်လေရင်ခွင်းတော်မသိတဲ့ကောင်အာရခနိုင်ငံထူတော်အောင်မယ်တဲ့ ဆောက်ပေါ်ကနော်လာလေနေတဲ့နေရာပြောရဲလားအရကနိုင်ငံဒူတောင်ပဲဆိုအခုအမ်းမာမင်းနေလိုက်လေအမ်းအိုက်တိုင်းစရနာကြောင့်မမင်းအရကနိုင်အရကပြီဆိုပြီးတော့မင်းထောင်ပြီးနေကြည့်လိုက်လေမလုံးမမအေးလို့တွေလှုပ်ရှားတဲ့စစ်ပွဲတွေမင်းတို့ကောင်းနေမင်းတို့တိုင်းပြည်မငြိမ်မသက်မှမင်းတို့စောက်ဆန်ရမယ်ကောင်းနေနော်မင်းတို့ဘိန်းဖြူတွေရောင်းလို့မရတော့ဘူးလှုပ်လို့မရတော့ဘူးဆိုမင်းတို့နီးမျိုးစုံနဲ့ဟိုကနေပို့ဒီကနေပို့ဟိုချက်ဒီချက်ဟိုပို့ဒီပို့နဲ့နော် တိုင်းပြည်မငြိမ်းချမ်းမှဆားရတော့ရမယ်ဖာဒမသာသမီနဲ့ဝန်ရမီးသာသမီငါလိုမှသာမီးလိုထုံးမြန်တယ်အလိုမှမီးလိုတိုင်းပြည်ကိုဖြတ်တာနော်ဘာအရခံလီအရခံပဲရမယ်ငါလိုမှသာရကိုမိမကိုသာသမီကြတော့နိုင်ငံသားမှာဟမ်ရခိုင်ပြည်သူလူထုယူသားစွာအေးချမ်းစွာနေချင်ရခိုင်ပြည်သူလူထုကိုနော်မိုင်းတိုက်ပြီးတော့အကုန်ဖြတ်စည်းပလိုက်တာ မတိုးတက်ဘူးလေမတိုးတက်လေဒီကောင်လေးကပြောလို့ဆိုလို့ကောင်းလေမင်းတို့အစိုးရဘာမှမလုပ်ဘူးသူတို့ကတော့ဘိမောင်ကိုကူးမယ်မွေးစေဘာမောင်ကိုကူးမယ်ဘင်္ဂလဘင်္ဂလားနဲ့နော်ချင်းလဲအဲ့လိုပဲမတိုးတက်ဘူးမတိုးတက်ဘူးမင်းတို့အင်္ဂလိပ်စကားတက်တယ်တက်တယ်မင်းတို့အဲချင်းပြည်နယ်လောက်အင်္ဂလိပ်စကားတက်တာဘယ်နေရာရှိလဲမင်းတို့ဒေါက်တာစာသားတို့ဘာလို့ခုပါဖြစ်တော့မင်းတို့မင်းတို့ချင်းပြည်ဘာဖြစ်သွားလဲထန်တလန်တို့ဘာလို့အဲမင်းတို့ခုလာပြန်ပြီကလေးတို့နော် ဖလန်းတို့ပြိုးပြက်မြို့ပဲပြက်မှာမင်းတို့လည်းဘာမှလုပ်လို့မရအောင်မင်းတို့ခေါင်းထဲမှာချီရဲကြီးတယ်မင်းတို့ကလူတော်မတို့တဲ့စောက်ဂျမ်းပတ်နဲ့ကန်ကောင်းချမ်းသူလက်နဲ့ကန်ပြီးတော့မှဂျမ်းကားတဲ့အောက်တန်းသားစောက်ဆင်ပဲရှိတာနော်အောက်တန်းသားစောက်ဆင်ပဲရှိတာချင်းမီမတို့တဲ့ဟူပြောမှဟောမတို့တဲ့ဟူလို့မင်းတို့ဘာလို့တိုက်ပွဲဖော်နေလို့တိုးတက်ပြီးသားထန်တလန်မျိုးလေးတောင်မှအခုပါဖြစ်သွားပြီဟမ်နောက်ပြီးအခုဖလန်းတို့နော်ကလေးတို့ ဒီလောက်စည်းဝါးရေးလှုပ်ရှားကောင်းနေတယ်မှာကျုံးနေတည်တည်ရွှေတွေမြောက်ရွှေမျောတွေဖောင်းနေကိုဘကိုအေးစေးမလှုပ်ရှားပဲနဲ့လက်နဲ့ကင်နေတယ်အခုလွိုက်ကိုပေါလို့ပဲသားကလေးကကြီးစံကုန်မြေလေးအောက်တန်းသားမာဝီဆိုတဲ့ကောင်ဒူးစီဦးစီကျုံးတယ်ဟမ်မင်းတို့အဲ့လိုမျိုး မင်းတို့ကတကယ်ပါကတကယ်ငပိမ့်မှာငါတို့မင်းတို့နဲ့မြန်မာလူမျိုးလို့ပြီးတော့မြန်မာနိုင်ငံအတွင်းမှာနေပြီးတော့လူတူတူရှင်တွဲပြရတာတော်တော်ရှက်တယ်ဟမ်အဘူတိုက်ကဆိုလဲဟောတာဘူနကအဘူတကြီးဆိုင်ရဒူစီးပြဘယ်ကခိုးလိုက်ဆိုင်ရလဲမသိဘူးစီးပြရင်အမိုက်တယ်ဟမ်လီယိုမိုက်တာအဲ့မာဝီလိုကောင်ကဖနက်စီးပြီးတော့ဟိုတချင်းလေးဆိုပြတာဖနက်ကလေးကအသက်တို့မင်းတို့ကောင်းထဲမှာတကယ်ချီးပဲရှိတယ် ဖနက်ကလေးကတူဝပြောသွားတာမိုက်ပြီလို့ဟမ်ပြောတာလူတိုင်းပြောတတ်တာပေါ့ဟုတ်လားတန်ငါတို့ဆိုတစ်ဖက်ကလူတွေလေလက်ချိုးရေလို့အောင်ရတယ်ငါတို့လိုဒီမှာမထွက်ရဲကြအောင်ငါတို့လိုမပြောရဲကြအောင်မဆိုရဲကြအောင်လူတွေကဟမ်အော်ကူမာဝီရပါဖြစ်တယ်မာဝီရဲ့စောက်ရှားသဘင်သိလို့လားဟမ်တကူကြိုးအစ်တာသာရှိတယ်မေလိုးတွေကဒူးစီဦးစီကြုံတယ် ဲ့ဒါလည်းမိုက်နေတာပဲစစ်တပ်ကိုဖောင်းထုတ်ရင်မင်းတို့အကုန်မိုက်တယ်စစ်တပ်ဖောင်းထုတ်တယ်လို့ဆိုမင်းတို့အကုန်အားပေးတယ်လီးပါသွားဆုံးလိုက်မာဝီလီးပါနော်ဟိုကောင်မတည်ဘူးစစ်တိုက်တာမတည်ဘူးဟိုကောင်ဝါလို့တုတ်လို့ကောင်းကောင်းစားပြီးတော့မှမင်းတို့ PDF မတွေကိုဖုတ်နေတာမင်းတို့ PDF တွေပဲမှညာသားတွေနော်မင်းတို့ညာသားတွေကိုမှမတရာကြီးသားတရာကြီးသားကျွေးပြီးတော့မင်းတို့တေခိုင်းနေတာသိလားနော် ဒီဘက်ဒီ30လို့ပါတော့မှာဆိုအဲ့လိုပဲเนาะ30လို့ပါတော့မှာလေခရမ်းသီးနဲ့ပဲသီးကျွေးပြီးတော့အမေအိမ်ကကေပေးလွယ်ခိုင်းပြီးတော့စစ်တိုက်ခိုင်းနေတာဟမ်သေကုန်ပြီခုเนาะမရှိတော့ဘူးเนาะမင်းတို့သေတာမှတောက်တောက်လေအဲတောင်းခမ်းမှာသူတောင်းခမ်းအောင်ဝဲရသွားတာเนาะတောင်းခမ်းနဲ့ဗမော်လိုမျိုးချိန်ရမှာခုနောက်နောက်ကျန်တဲ့နေရာတွေပါ မင်းတို့လူလူလူတွေကုံတော့မှာမင်းတို့အေးရလဲမင်းတို့မသေးဘူးတင်လို့လားအေးမသေးဘူးပေါ့ဟုတ်လားအဲ KNDF တို့ပါတော့အဲ့မှာမိုးပြင်းမှာအခုလက်ရှိဖြစ်နေတယ်ဥစားမသေးဘူးလားဟမ်ဒီမှာမင်းတို့လူမျိုးတွေပဲတပြေးပြေးနဲ့တပြေးပြေးနဲ့လူမျိုးနေသွားမှာသိလားအဲ့ဗမာ PDF တွေလည်းတေးမှာပဲဘာမှသိတာမဟုတ်ဘူးသူများခိုင်းတာအကုန်ရှောက်လို့တာ အပြုတ်အညာသားလို့ပြောကျွန်တော်ဆဲဦးမယ်ကျွန်တော်ပြောရတဲ့မှာမပါတဲ့အညာသားဆိုမနာနဲ့လေနော်နော်ကိုကောင်းနဲ့ကိုအုံနှောင်းနဲ့ကိုရဲ့နှလုံးသားနဲ့အကုန်လုံးတွေးတော့ကိုအမေကိုအဖေကိုကိုမွေးတာခေါင်းပါတယ်မျက်လုံးပါတယ်ပါဇက်ပါတယ်နှလုံးသားပါတယ်ခြေထောက်တွေလက်တွေပါတယ်အုံနှောင်းတွေအသိဉာဏ်နေနဲ့စဉ်းစားတွေးကုန်မချင်းချိန်မဲနဲ့နော် မင်းတို့ကအဲထဲမှာသေနေတာမြမပြည်အခုလေယာဉ်နေကြီးမိမမိမတူတူရဲ့လေယာဉ်နေကြီးတော်တော်ကြီးကျယ်သွားပြီနော်မင်းတို့ PDF တွေ PDF ယောက်ျားလေးတွေသေနော် DNA နဲ့ဂျပက်လက်နဲ့ကောင်တောင်းနေသေဓနုတွေသေနော်အဂျပက်လက်နဲ့ကောင်တောင်းချသူဓနုတွေသေ KIA တွေသေအမိမတွေကြံခဲ့ရောအမမင်းတို့ပြောတဲ့စစ်တကလူတွေသေတော့မိမတွေမဲပေါက်လိုက်တယ်မင်းတို့ကမဲပေါက်လို့မရဘူးလားမင်းတို့ကမဲ မဲဖောက်စရာမလိုဘူးသူကတွေးတဲ့လူတက်ချိတ်ပြီးတော့ဒီတိုင်းခံခံရမယ်ဘဝကြီးဖြစ်ပြင်းမှာဟုတ်လားဘာလို့လဲမင်းတို့လူတော်မတိုးတော့ဘူးလေမင်းတို့ကအသိဉာဏ်ပညာမရှိဘူးအသိဉာဏ်ပညာရှိတဲ့ကောင်ကကရော့ကရော့ကရော့လိုးလိုပြီးထားခဲ့တာခံရမှာရှင်းလားနော်မပိုင်ပါမှာပို့နေပြန်ပြီညောင်ကျိုးစကန်းနဲ့ညောင်ကျိုးစကန်းပါလဲမသိဘူးအဲ့တော့ဟိုတစ်တော့မှာပဲသွားပြန်တင်ပေးမယ်တစ်တော့မှာ10မိနစ်လောက်သွားပြန်တင်ပေးမယ်တရင်နေရတော့အများကြီးပဲဒီမှာရနေရနော် တော့ကျတော့ကိုယ့်ရဲ့အသိဉာဏ်အတွေးခေါ်တွေနဲ့အခုတကြံရောက်တော့မယ်လာအောင်မယ်အဲ့ဒါတကြံကိုဖြည့်ဆည်းအောင်မယ်နော်မကြတော့ဘူးတကြံရောက်တော့မယ်ဟာဘာဖြစ်တယ်တကြံဟိုဘာဖြစ်တယ်လို့ဒီဟာဖြစ်တယ်လို့နော်ဘာကျွန်တော်လည်းလာပြောသေးတယ်ဟိုမှာလာရေးတယ်ပါလေအစ္စလမ်ဘာသာဝင်ဘယ်လိုဖြစ်သွားလဲဘယ်ဟိုအစ္စလမ်ဘာသာဝင်ကျွန်တော်ကသူများဘာသာကိုခရစ်ယာန်ဆိုလဲယုံကြည်ယုံကြည်ကြည်သူများကိုးကွယ်နေတာကိုဘာမှမပြောဘူးအစ္စလမ်ဘာသာဝင်နော်မွတ်စလင် အစ္စလာမ်ဘာသာဝင်လည်းဘာမှမပြောဘူးဟိန္ဒူဘာသာဝင်လည်းဘာမှမပြောဘူးအဲ့လိုဘာသာရေးနဲ့လာပြောပြီးဆိုကျွန်တော်မသိချင်အောင်ဆောင်းနေတယ်ဘာလို့လဲဆိုတော့ဒါရီကထိလွယ်ရှလွယ်တယ်လို့လေအမနေ့ကလည်းတိတော့မှာကိုဘုံကအစ္စလာမ်ဘာသာဝင်အဖေဘမအမေဘမကိုးဝဲတာဗုဒ္ဓဘာသာနော်မွေးတာမင်္ဂလာတော်စစ်စေးုံမှာဘ ෝජ ုတ်ကြီးနေဝင်းရဲ့တမီဒေါ်ဆန္နာဝင်းကအဲ့အချိန်ကအိုကြီးသူကိုယ်တိုင်မွေးပေးခဲ့တာနော်မော်ဘီရှမ်းတနက်ကိုင်းတိုက်ရင်အဲ့ဒီခြံပေါက် နော်အဖေက1980အဲထုံးဗာလဲဒီကထုံးဦးရကျွန်တော်ကကျွန်တော်ပြေ1900ဗနဲ့ခနခုလည်းမသိသူမှာတော့ရေးတာတော့တွေ့တာပဲနော်ဝင်လာစစ်တပ်တွေဝင်ခဲ့တာနော်မော်ဘီရှန်တဲ့မှာမော်ဘီရှန်တဲ့မှာကြီးလာတာအဖေဗမာအဖေဗမာအခုရဲဘော်ဈေးဆိုတာရှိတယ်နော် အဲ့ဒီမှာမွေးလာတာအဲ့ဒီကျအမကကျက်ပြူကံကျောင်းမှာ၄တန်းဒီပညာသင်ပြီးတော့မှဆက်တော်ကျောင်းမှာ၆တန်းနှစ်ဒီပညာသင်ခဲ့တာဟုတ်ပြီလားနော်ဘယ်ကျွန်တော်အစ္စလမ်ဘယ်လိုဖြစ်သွားဘယ်အစ္စလမ်ကျွန်တော်ရုပ်ကအဲ့ရုပ်ပေါ့လားနော်အဲ့တော့ကျတော့ကိုယ်နိုင်ငံကိုယ်လူမျိုးတွေနော်တိုင်းသားညီကိုမောင်နှမတွေနော်ကိုယ့်အနေကိုအေးအေးချမ်းချမ်းလေးနေထိုင်လုပ်ငန်းစားသောက်နိုင်ဖို့အတွက်ကိုတိုင်းပြည်အေးချမ်းအောင်အားလုံးက စူးစီးပြီးတော့မှအဲရှေ့ကိုတွားရမယ့်ညံအမျော်အမြင်တွေတွေးတောစဉ်းစားချင်းတင်ကြပါလို့เนาะဒီလိုတိုက်ပွဲတွေဖြစ်နေတာကကျွန်တော်တို့နိုင်ငံအတွက်ပုံရိပ်မကောင်းပါဘူးလို့เนาะဒီများနိုင်ငံဖိလစ်ပိုင်တမရကိုပဲကြည်ပါဘယ်လောက်ထိမျိုးချစ်စိတ်ပြင်းထန်လဲဒါသူ့နိုင်ငံရဲ့တမရတစ်ယောက်ကိုเนาะကဲ ICJ အဲဒီဘက်ကရက်ကွက်ကစောင်းနီပိန်းရက်ကွက်ကနော်ဦးမင်းအွန်လိုင်းသူတို့ပြောတာဦးမင်းအွန်လိုင်းလို့ပြောတာမဟုတ်ဘူးသူတို့ပြောနေကြစကားကြီးတယ်ကျွန်တော်ပြင်းပြက်ကလုံးမှာကြောက်လို့เนาะအဲဒီကတော့ဦးမင်းအွန်လိုင်းလဲ့တို့ ဘာဖြစ်တယ်တော့ညာဖြစ်တော့အာရဝန်းတာဖြစ်နေတာဟမ်သူများနိုင်ငံဒူတာလေးကိုဖမ်းတာကိုဥနိုင်ငံကလူကိုဖမ်းစီခြင်းနဲ့တဲ့ဘလောက်ဒီခေါင်းထဲမှာချီးတွေပြည့်နေလဲလို့ဟမ်အဲ့ဒီဥစ္စာကောင်းလာမှလားဖမ်းလိုက်လို့ဆိုးလာမှလားဟမ်ငါတို့တိုင်းပြည်တို့ဥမေအောင်လိုက်မရှိဘာဖြစ်လဲဥမေအောင်လိုက်မရှိလာမှာပေါ့ဥဆိုးဝေးဥဆိုးဝေးမရှိဘယ်လိုလာမလဲ ဥကျော်စွာလင်းတို့ဥအောင်လင်းတွေတို့အမဥညိုစောတို့အများကြီးတယ်ခမားတို့ခေါင်းထဲမှာတခုထည့်ထားရမှာလေတဒူးမှမရှိလေဖြစ်တယ်ဆိုတဲ့အတွေ့အမျိုးတွေးတာလူတိုင်းလူတိုင်းမှာကျွန်တော်မှအဖေသေးသွားရင်လေကျွန်တော်ကျွန်တော်သေသွားပြီဒါတော့ကျွန်တော်သားသမီးနှစ်ယောက်ကျွန်တော်မရှိလေဘာမှမဖြစ်ဘူးလူလေးသူ့ဘဝသူရက်တည်လို့ရတယ် နော်နိုင်ငံအတွက်တိုင်းပြည်အတွက်ကိုခမားတို့ချိတ်ထမိန်နေအိုလိုအင်ကြီးတွေဆွဲကြိုးတွေပဝါတွေခြုံပြီးတော့မှတိုင်းပြည်ကိုတိဆောက်တာမဟုတ်ဘူးအသက်တွေသွေးတွေချွေးတွေပေးပြီးတော့မှတက်မတော်ကာကွယ်ဦးစီးချုပ်တွေကနေအစဉ်စဉ်တက်မတော်အခြေခံစစ်တီစစ်သားအထိအယိုးကြီးကြီးအရေးခံခံဆိုပြီးတော့ကိုယ့်ရဲ့အသက်ကိုစီယိုထိုးပြီးတော့မှဒီတက်မတော်သားတွေကတိုင်းပြည်နဲ့နိုင်ငံလူမျိုးကာကွယ်နေတယ်ဆိုတာကိုခမားတို့သိတာ စောက်တောက်ပနဲ့စီပြီးတော့မှချိတ်ထမိန်ဝမ်းဆက်ဝစ်ပြီးတော့မှတိုင်းပြည်ကိုငန်းနေအုပ်ချုပ်ခွင့်ပေးလိုက်တာဘယ်နိုင်ငံမှမရှိတဲ့နိုင်ငံတော်အတိုင်းအမြံပုံကိုဆိုတဲ့ယာတုကိုယူပြီးတိုင်းပြည်ကိုဖျက်ဆီးတာတော့ကတော့လူတိုင်းလှုပ်တတ်တယ်ကောင်းထဲမှာတည်တည်ချာချာထဲ့ထားဒီလားတာဝေဦးဒီချုပ်အုံဖွားဆိုပြီးရတာမဟုတ်ဘူးဘိုးလုံးလေးနေတက်ပြီးတော့မှတင်တန်းစင်းပြီးတော့မှတက်လာတာဒါတည့်ရစေမို့လို့ အခုလက်ရှိကဒီရက်စီအင်းဒိတ်19 22ဟိုမှာသူ့ဘေးမှာရှိနေရ25တွေဥဒန်းတွေဟမ်တိုင်းပြည်မှာနိုင်ငံကောက်ွယ်တဲ့တပ်မတော်ရဲ့အင်ဂျီကိုဝစ်ပြီးတော့တိုင်းပြည်ကိုအုပ်ချုပ်သွားတာနော်ငါးနှစ်နဲ့တောက်ပနဲ့နဲ့ဟိုမှာပဝါရီပတ်ပြီးတော့မှလမ်းပတ်စီပြီးတော့ဂျမပြည်သူတွေစီးရဲနေချိန်မှာဂျမကားကောင်းစားကြီးစီးရမှာရှက်တယ်လို့ ျမအစိုးရဖြစ်ဘယ်နိုင်ငံသားမှအာမကိုပါဘူးလို့စင်ကာပူနောက်တဲ့10နှစ်15နှစ်ဆိုကြော်ပါမယ်လို့အဲ့လိုစောက်ပေါက်ပန်းပေးတဲ့ဖာစကားချင်းကြီးဆိုစကားပြောသွားပြောတိုင်းပြည်ကိုအုပ်ချုပ်ခဲ့တာမဟုတ်ဘူးအဲ့တော့ခေါင်းထဲမှာထည့်တာနော်တိုင်းပြည်ပြုတ်ပြောင်းလဲဖို့ဆိုခင်ဗျားတို့ပြည်သူလူထုကလည်းတိုင်းပြည်ကောင်းအောင်ကြိုးလုပ်နေတဲ့တကယ်စစ်မှန်တဲ့ဝန်ထမ်းတွေတက်မလို့သားတွေနဲ့အကူအညီလက်တွဲပြီးတော့မှတိုင်းပြည်ကောင်းအောင်တိုင်းပြည်အရွတ်တခုဖြစ်အောင် လုပ်ဖို့လိုတယ်အဲ့ဒါခဏလို့ကျွန်တော်တို့တိုင်းတယောက်ချင်းစီတိုင်းမှာတာဝန်ရှိတယ်ခဏလို့နန်းစီတစီတဲ့နဲ့စီမပြူမင်းပြောနေလဲဘာမှမဖြစ်ဘူးပြောမှာပဲကျွန်တော်ကတော့နော်အမှန်တရားဆိုအကုန်ပြောမှာနော်စီစနန်းတစီတဲ့နဲ့စီမပြေဘူးလေနန်းတခင်းလုံးစီကြိတ်လိုက်စီဘလောက်ရမလဲဥဒ္ဒချက်သေးတဲ့ပွင့်ဆိုတာအလကားပြောထားတာမဟုတ်ဘူးတက်မတော်သားတွေရဲ့ဘဝအနေစုပ်တယ်ဒါပေမဲ့တက်မတော်သားတွေရဲ့တန်ဖိုးကိုတည်တဲ့လူတွေက တင်မတော်သားဆိုတာအနေစုပ်ပေမဲ့ရွှေတုတ်တဲ့မြပဝါပဲနော်အေးရွတ်တပေပေါ့တွေရှိမယ်နော်အုတ်တချက်တဲ့တပွင့်အနေနဲ့ပြစ်လိုက်တိုင်းတော့ပြစ်တိုင်းတော့ဆိုတဲ့စစ်သားတွေရှိတယ်လို့မိုးကြရွှေခိုးတဲ့စစ်သားတွေရှိတယ်အဲ့လိုဆိုတချို့သောဌာနဆိုင်ရာဌာနဌာနဆိုင်ရာတွေမှာတင်မတော်ကနေပြီးတော့မှအသွင်ပြောင်းသွားပြီးမိုးကြရွှေခိုးလှုပ်ပြီးတော့မှနော်လက်ပေးလက်ယူတွေလှုပ်လာတဲ့လူတွေရှိလို့ နော်ဌာနဌာနနေရာဌာနအသီးသီးမှာအကျင့်မြတ်ခြားသားတဲ့ဝန်ထမ်းတွေပေါ်ပေါက်လာတာအဲ့ဒါကလည်းအမှန်တရားပဲအဲ့ဒါလည်းလက်ရှိမြေပြင်တကယ်ပကတိအရှိတရားပဲအဲ့ဒီလူတွေဒါတက်မတော်တွေကနေသင်သားတဲ့ပညာတွေနဲ့စီးမံကမ်းမံနဲ့နော်ဌာနတစ်ခုကိုတည်ဆောက်နိုင်မယ်ဆိုရင်အဲ့ဒီဌာနသည်လက်ပေးလက်ယူကင်းစင်ပြီးတော့မှပြည်သူချစ်တဲ့ဆိုကြပါစို့လောဝကတော့၎င်းကာညာတော့၎င်း ဟုတ်လားစီးပင်းတော်၎င်းပြည်သူအားကိုးရတဲ့ဝန်ထမ်းတွေဖြစ်လာမှာအေကံမလွဲပဲနော်ဆောက်ချက်မရှိတော့လှုပ်ကြပေါ့ဗျာအားလုံးဝိုင်းပြတ်ကြပေါ့နော်လှုပ်တဲ့လူကလှုပ်တယ်တိုင်းမျိုးကောင်းတီတောင်လဲလူကတီတောင်လဲမိသားစုကိုမိသားစုနဲ့ကိုဘွားတွေကိုပဲကြည့်ပြီးတော့မှနော်ပြည်သူလူထုအပေါ်ကနေပြီးတော့မှဂုံသွေးစုပ်တဲ့အောက်တန်းသားဝန်ထမ်းတွေနော်အောက်တန်းသားဝန်ထမ်းတွေဆိုလဲနောက်ဆုံးနာမည်တက်ပြောမှာနော် ကျွန်တော်ပြောပြတာပိုင်းပိုင်းနိုင်နိုင်မိမိရာဆိုကျွန်တော်ကြိတ်မှာနော်ကုပြုံးလေးကနေရလို့ပြန်စီစစ်လေးစစ်မဟုတ်လားမှန်နေတင်ချဟလာပြည်သူလူထုလည်းပြန်ကြည့်အစိုးရတရအနေနဲ့ဝန်ထမ်းကောင်းတွေလောက်ရမယ်အလို့ကခမရတို့ဓာရီတို့ဒီလူတွေရှိနေတယ်လားပြည်ဦးလေးမျိုးတော်ခမ်းမဟိုစီတိုင်းဝိုင်းထဲမှာခေါ်ထက်ကျွန်တော်တို့တော့အစိုးရတရအနေနဲ့ကျွန်တော်တို့ဒီလူပြောတယ်အဲ့တော့ကျွန်တော်တို့အစိုးရကို ခင်ဗျားတို့ပြည်သူနဲ့အစိုးရကြားမှာကျွန်တော်တို့ရှိနေတဲ့ပေါင်းဥတရာအနေနဲ့ကျွန်တော်တို့ခင်ဗျားတို့ကိုအစိုးရနဲ့ဘယ်လိုချိတ်ဆက်ပြီးတော့ခင်ဗျားတို့ဘက်ကလိုအပ်ချက်တွေခင်ဗျားတို့ဒီကိစ္စနဲ့ပတ်သက်ပြီးဘာတွေပြောချင်တာတွေရှိလဲအရာဝင်လူသိရှင်များအမမီဒီယာတွေခေါ်ဟုတ်လားဗီဒီယိုဖိုင်တွေရိုက်နော်တိုက်ရိုက်တောင်မှထုတ်လွှင့်ပြီးတော့မှဒီလိုပြည်သူလူထုကိုထင်တာမြင်တာတဲ့အစိုးရဆိုတဲ့ပုံရိပ်တစ်ခုကိုပြရမှာအဲ့ဒီလိုခေါင်းဆောင်တွေအဲ့ဒီလို လူကြီးတွေအဲ့ဒီလိုထွေအုပ်လူကြီးတွေအဲ့ဒီလိုခရိုင်မှုတွေနော်အဲ့လိုတာဝန်ရှိတဲ့လူတွေအဲ့လိုကိုရှာရမှာကျုပ်ဘာမှအပေါ်မပြောဘူးဗီဒီယိုရိုက်တာတခါတည်းတိုင်းဒီပြည်ဒီပြောင်းဒီခမ်းမကြီးထဲမှာပြည်သူလူထုကဗာပြောချင်တာလေစီကန်းကြီးကြီးပြောဟုတ်လားကျမတို့ကျွန်တော်တို့နစ်နာသွားတဲ့အကွက်ကလေးတွေနိုင်ငံတော်ပေးစုပေးပါမယ်ဒါပေမဲ့ကျမတို့ရဲ့မိသားစုတွေနေထိုင်ရေးအတွက်ပြန်လဲတင့်တင့်လျောက်ပတ်တဲ့နေရာလေးမှာပြန်စီစဉ်ပေးပါကျမတို့ဒါပဲတောင်းဆိုချင်ပါတယ် ဟုတ်ပြီအဲဆိုကျွန်တော်တို့ကနိုင်ငံတော်နာသကဝန်ကြီးချုပ်ကိုကျွန်တော်တို့ဒါတွေတင်ပြပေးမယ်ခင်ဗျားတို့လူချင်းတဲ့အရာတွေကိုပြောဟုတ်လားဖြစ်နိုင်တဲ့ဟာကိုပြောဒီလိုခေါင်းဆောင်မျိုးတွေပေါ်ရမှာဗျအခုကတော့မဟုတ်ဘူးအစိုးရအဒီနေရာစပြည့်ကွင်းနဲ့မလုပ်ဘူးလို့ပဲပြောလိုက်တယ်ရှိသေးတယ်အေကနေရာလုံးတို့သိင်းနေတာပြီးတို့အကွက်ရိုက်ပြီးတို့ရောင်းတော့မှာတို့ဘာမှဟိုဂျန်နေပြီးတို့လူလူဖို့တို့မစင်တာဟိုရမမြအောင် အဲ့မယ်လူတရနဲ့စပြီးကိုတက်ပိုင်နေပြီးသုံးထက်တိုက်တွေပါတယ်ခါလဲဖြောင်ကျူပလိုက်တာနော်အဲအဲ့လိုမျိုးအဲ့လိုမျိုးမဟုတ်ပြောပြတာပါဒါနော်နိုင်ငံနိုင်ငံဝန်တန်းဆိုတာကကျွန်တော်ပြောပြပြီပဲစီကန်စီပီမှာပေါ့ဒါပေမဲ့အဲ့ဒီစီကိုဒီလိုကြီးစုတ်ထားရင်တော့ခင်ဗျားအောက်တန်းလာပဲနော်အဲ့ဒီစီပေးနေတာကိုဒီလိုကြီးစုတ်ထားမယ်ဆိုရင်ခင်ဗျားအောက်တန်းစားပဲ အဲ့ဒီစီပေနာရာလေးကိုပေတလောက်နဲ့ခမဥပမာပြောပြမယ်စီပေနေတယ်မဟုတ်လားငါလက်မှာစီပေနေတယ်မိမငါ့ကိုသမီးချန်ကလေးခူခူပေးခဲ့တာမှာပဲပုတ်လေးထည့်ပြီးတော့မှဟုတ်ကဲ့အကိုခူခဲ့ပေးပါမယ်သမီးလေးနဲ့ပဲပုတ်လေးနဲ့ခူခဲ့တယ်စီမပါနဲ့မိမစီမစမ်းခဲနဲ့ခမလက်ကစီနဲ့အဲ့သမီးနဲ့ပဲပုတ်နဲ့ကိုနေပြီးတော့မှစားလိုက်ခမအတွက်လည်းအစီအစိမ့်ဖြစ်တယ်အဟာရလည်းဖြစ်တယ် ်ခမားကိုလည်းပြည်သူလူထုကချစ်လိမ့်မယ်အဲ့လိုမဟုတ်ဘဲနဲ့ခမားကင်ထားတဲ့စီကိုညစ်ကြုံညစ်ထုတ်ပြီးတော့မှရောင်းစားနေမယ်ခိုးစားနေမယ်ဖွက်စားနေမယ်ဆိုရင်တော့ခမားအစီအစိမ့်မဖြစ်ပဲနဲ့အစီအစိမ့်မဖြစ်ပဲနဲ့ခမားစားသမျှအရာအားလုံးကမီးလိုပူပြီးတော့အစိမ့်အတောက်ပဲဖြစ်လိမ့်မယ်မြမာပြီးအများဆုံးငြိမ်းချမ်းပါစေကျွန်တော်လည်းခီးထွက်နေလို့ပါ ခြေတန်းရောက်နေတဲ့တက်မတော်သားတွေဘေးရန်တွေခင်းစီပြီးနောက်တန်းမိသားစုတွေနဲ့အမြန်ဆုံးပြန်လည်ပေါင်းဆက်နိုင်ပါစေ။နောက်ဆုံးအနေနဲ့ကြပြားလေးတစ်ပုဒ်ကြွပြခဲ့မယ်။စောနာပြောတဲ့စကားနဲ့ဝန်ထမ်းတွေပေါ့နော်။တချို့တော့ဒီကြပြားလေးကကျွန်တော်ခဏနေတက်တော့မှကျွန်တော်10မိနစ်လောက်လိုက်လွှင့်ရတဲ့ဥစ္စာလေးမှကျွန်တော်ရွတ်ပြမှာပါပေါ့နော်။ ပြားတော့နှစ်ပုတ်ရှိရတခုကတော့အချို့တော့ဗောနော်ယာရုအာနာရယူထားတဲ့လူတွေအတွက်ဗောနော်ဒီကဗျာရှက်တက်ပါတဲ့တိုင်ဝိုင်းမှုကောင်းဆရာကောင်း၍ကံကောင်းထောက်မှနေရာရတော့ငါကွဟစ်ကျွေးမျက်နှာဘေးကပွေးနှစ်ထင်ရောက်ခက်မြောက်မြောက်နှင့်ဟိန်ဟောက်တန်တွေ့ စူညံနေလေနေမြေထဲမှာပွဲဖြစ်လာတိုင်းဝိုင်းနွားသည်။ခံနေရလျင်ရှက်တက်ဖို့တော့လူမြည်တင်မောင်အေးချမ်းတောင်ကြီး16ရက်3 2025 10နာရီ9မိနစ်မှာရေးထားတဲ့ကြပြဖြစ်တယ်ပေါ့နော်အဲ့တော့ကိုပေါ့ကိုစဉ်းစားမြန်မာပြည်အများဆုံးချင်းချမ်းပါသည်ရှင်ရန်ရောက်နေတဲ့တပ်မတော်သားတွေဘေးရနေကိစ္စပြီးနောက်ထပ်အမိသားစုတွေနဲ့အများဆုံးပြန်လေပေါင်းဆက်နိုင်ပါစေ